မင်္ဂလာပါဗျာဒီနေ့မနေ့ခင်းပါပဲဗောနော်ဒီ United အသင်းရဲ့ Hewi ကိုတင်တဲ့ဘုတ်ကတော့တက်လာခဲ့ပြီဖြစ်တယ်အဲ့ဒါကတော့ဗောဒီပုဂ္ဂိုလ်ရေးရဗောနော်ကစားသမားနဲ့တည်းသဘောတူညီမှုရပြီးတော့အဲယူရိုပါလိပုလူဝင်မတိုင်ခင်နေရဗောနော်မာတီးယားကောညာရောက်ဖို့အသေးချာသလောက်ရှိနေတယ်ဗောဒါပေမဲ့သူရဲ့တရားဝင်ဆောင်ရွက်စာတမ်းတွေဝူသင်းတဲ့ညှိနှိုင်းတာတွေလုပ်ဖို့အတွက်ကြံ့ကြာနေတာဖြစ်တယ်အခု အဲဒီနေ့မနက်မှာတော့အဲ United အသင်းနဲ့ဝူအသင်းတို့ဟာမာတီးယားကုညာအတွက်ပြောင်းရွှေ့ကြေးတွေပါတယ်အကုန်လုံးလည်းဒါသဘောတူညီခဲ့ပြီးအပြောင်းရွှေ့ဖြစ်မြောက်ခဲ့ပြီး Hewi Go ပြီးပေါ့နော်ဒီသတင်းဒါတက်လာခဲ့တယ်ပေါ့ Fabrizio Romano တို့လိုဒါသတင်းတောက်တွေကိုယ်တိုင်တင်ထားတာဖြစ်တယ်နောက်တစ်ခုကတော့ပြည်တွင်းပြည်တွေမှာလည်းတင်ညပြီဆိုတော့ပေါ့နော်ဒီသတင်းကတော့ဒါသိကြသလောက်ရှိသွားပြီပေါ့အတန်ကြီးရဆိုရင်လည်းဒါတိတိကျကျတော့ထွက်မလာသေးဘူးပေါ့နော်ဒီယူရိုတန်80လို့လို့ဒါမှမဟုတ် အခုအရင်ကောင်ထွက်တော့တော့60ဝင်းကျင်လူလူနဲ့ပေါ့ပြောတော့တီကြတော့ထွက်မလာသေးဘူးပေါ့နော်ဟိုနည်းတဲ့ဈေးတော့လည်းမဟုတ်ဘူးပေါ့ဒီအဲ့လိုမျိုးဥကန်တေးကိုပေးရသလောက်တော့ဒါပေးရမှာပဲအထက်များခြင်းလည်းများမှာပဲပေါ့ဒါပေမဲ့လည်းဒါဒီပရီးမီးယားလိမ့်မှာဒီကစားဘူးတဲ့ပေါ့နော်တွေ့ကြုံရှိကစားသမားတယောက် United ကိုယ်တိုင်လည်းဒါတန်းလက်ထက်မှာဒီအန်တိုနီတို့ခေါ်တဲ့နေ့ကလည်းတူတယ်မာတီယကွန်ညာနဲ့တည်င်းနေတာထွက်လိုက်တည်ရပေါ့ United မရောက်ခင်းနဲ့ ူအန်တန်ကိုရောက်သွားခဲ့တယ်ကန်ကောင်းသွားခဲ့တာပေါ့မဟုတ်ရင်ဒီအန်တိုနီတို့လိုပဲပေါ့နော်အရန်ခုံထိုင်ရင်တိုင်ပြီးအငါချရင်ချအဲ့လိုမျိုးဒါဖြတ်တန်းရင်ဖြတ်တန်းနေရမှာပေါ့ဒါပေမဲ့ဝူဘာဟန်တန်မှာတော့သူအဓိကကစားသမားဖြစ်နေတာတောက်ပါခဲ့တယ်ဒီနှစ်မှာတော့ပုံမှန်ခြေသွမ်းပြနိုင်ခဲ့ပြီးတော့ဒီကိုဖန်တီမူတွေရော twin ကိုတွေရောဦးသင်းတွတ်တာအများကြီးယူဆောင်ပေးနိုင်ခဲ့တယ်ပေါ့ဦးသင်းဆိုရင်လည်းဒါ အစောပိုင်းမှာလည်းနိုင်ပွဲတော့မရဘူးပေါ့နော်အဲ့လိုမျိုးဇရာအောက်ချိနာလေးမှာဝဲလေဝဲလေဖြစ်နေတာနင်တို့နီးပြပြောင်းလိုက်တဲ့နဲ့တူတယ်ရာဒီဘက်အကြော်လောက်မှာအဲ့လောက်မှာချက်ချင်းကောင်းသွားတာဗျာ United နဲ့တွေ့တော့လည်း United ကိုအုပ်သွားသေးတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဘူကခုကတော့ဒါဇရာဆိုလည်းဒါအောက်ချိကနေမိုးတော့ပဲနဲ့ဒီအထက်အထက်ပိုင်းအလင်နာပေါ့နော်လေလာနောက်ကနေသူတို့ဒိမ့်နိုင်ခဲ့တယ်အဲ့ဒီဘူကဟတ်တန်ရဲ့ခရီးစဉ်မှာဒီမာတီးယားကောညာအဓိကတော့ဇာသမားတယောက်အနေနဲ့ပါဝင်ခဲ့တယ်ခြေစွမ်းလဲဒါပြခဲ့တယ်ပေါ့ United အသင်းမှာတော့ဗောနော် MOJ ရဲ့3 4 1 2ရဲ့ဒီ2ယောက်နှစ်ဗောနော်နှစ်နှစ်ဆိုရယ် AMN 2ယောက်နေရာမှာတနေရာမှာကစားဖို့ကတော့ဖြစ်နိုင်ရေးအများဆုံးပဲဗောဒါပေမဲ့လည်းဒီတိုက်စစ်မှုအနေနဲ့လည်းကစားနိုင်နေသူဆိုတော့ဟိုတိုက်စစ်မှုအနေနဲ့ Wildland နေရာမြောက်ဝင်ကစားမလားဗောမပြောတတ်ဘူးဗောနော်ဒီနေရာဒီဒီနေရာဒီမှာ Wildland နဲ့ Wildland ထွက်မထွက်ဆိုတဲ့ပုံမှာလည်းဒါမူတည်သေးတယ်ဗော Wildland ဒီလည်းဒါရောင်းမဲ့မရောင်းဘူးဗောနော်ဟိုဘာမှ ရေရာရဲ့အထဲမှာမပါသေးတဲ့ကစားသမားတယောက်ပဲပေါ့ရောင်းရင်လည်းရောင်းခံရနိုင်တယ်ဆက်ရင်လည်းဆက်နေရနိုင်တယ်ပေါ့နော်တကယ်လို့တော့ wildland ဆက်နေခဲ့တယ်ပေါ့နော်ဒီဒီလက်ကိုလည်းမခေါ်ပြက်လိုက်တော့ဘူးအဆွေကပေါ့နော်မာတီရဲ့ကွညာကတော့ရောင်းနေပြီဆိုရင်တော့သူဒီဒါ AM နှစ်ယောက်တည်းကတယောက်နေရမှာပဲဒါဆော့သွားဖို့များတယ်ပေါ့နော်မာတီရဲ့ကွညာကတော့ဒီ United မှာအဓိကလိုအပ်နေတယ်ဗျာဘောလုံးနဲ့ဆွဲပြီးတော့တည်ရမလား ball carry လုပ်ပေးတယ်ကစားပေါ့မျိုး ကစားနိုင်တယ်ပေါ့နော် United ကတော့ဒါတော်တော်အတုံးဝင်မယ်လို့ကျွန်တော်တို့ကတော့ထင်တယ်နောက်တစ်ခုက Premier League မှာလည်းဒါ200သီးရှိပြီကစားနေရဆိုတော့ Premier League ထားလည်းနဲ့ပြီဗျာ Premier League ကအသင်းတွေအားဒီရမလား Champion League မှာတော့ Spain အသင်းတွေကိုရှုံးတာမျိုးတခြားအသင်းတွေကိုမရှင်းနိုင်တာမျိုးရှိချင်းရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒီ League တွေမှာဒါပိုခက်ခဲတယ်ပေါ့နော်ပုံစံတစ်မျိုး Premier League မှာရှိလို့ရှိရဗျာ United မှာဆိုလည်းဒါတစ်ခါ Diego Forlan တို့ဒါ Argentina ကွင်းလည်းလို့ Bruno တို့ ခြေစုံမပြနိုင်မင်းနဲ့ဒါကြာဆုံးခဲ့တာပဲပေါ့အဲ့လိုမျိုးဆိုတော့ပရီးမီးယားလိဂ်ဒီလဲဒါသူ့ထာနဲ့သူကစားသမားတိုင်းလဲဒါအံမဝင်တယ်လို့ပေါ့နော်ဒီအံဝင်တဲ့ကစားသမားတွေဆိုရင်လဲဒီတော်တော်လေးခြေစုံပြနိုင်ကြတယ်နောက်တစ်ခုကတော့ဒီပရီးမီးယားလိဂ်ရဝန်းမှာပဲဒါကျင်လဲသွားတက်ကြရတယ်ပေါ့စပိန်ကနေလာကစားပြီးတော့လဲဒါအများကြီးအောင်မြင်တဲ့ကစားသမားတွေရှိကြတယ်ပေါ့နော်အဲ့လိုဒီစပိန်ဘက်ကလာတဲ့ကောင်တွေကတော့အမ်ပေါလန်တဲ့တာများပါတယ်ကျွန်တော်ဒေးဗစ်ဆေဘာတို့ပါတို့ ဒီတခြားခုဆိုလဲဒီ rory တို့อ่ะစောက်เนาะသူတို့ကတော့နီးစနစ်ပိုင်းလဲကောင်းကြတာဆိုအဆင်ပြေကြတာများပါတယ်ဆိုတော့ကဒါကတော့ဒီ here we go ပေါ့เนาะရဲရဲတင်းတင်းပြောလို့ရအောင်ဒီမာဒီယာကွန်ညာမန်ယူနိုက်တက်ရောက်ပြီလို့တေချာပေါ့ပြောလို့ရတဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တော့ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ